အားကောင်းသော လေဖိအားနည်းရဝန်အခြေအနေတည်ပေးချက် မုံတိုင်းငယ်အခြေအနေ2025ခုနှစ်မေလ30ရက်ယနေ့မြန်မာစံတော်ချိန်နနက်၈နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ် depression လေသည်မြောက်ဘက်သို့အနည်းငယ်ရွေရှားခဲ့ရာအားကောင်းသောလေဖိအားနည်းရဝန် well marked low pressure area အဖြစ်သို့အားလျှော့ခဲ့ပါသည် အဆိုပါအားကောင်းသောလေဖိအားနှင့်ယဝန်သည်မြောက်ရှေ့မြောက်ဘက်သို့ဖြင်းညင်းစွာဆက်လက်ရွေ့ရှားနိုင်ကာဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်းတွင်းဒေသများအားဆက်လက်ဖြစ်ကြော်နိုင်ပြီးလာမည့်24နှစ်နာရီတွင် လေဖိအားနှင့်ယဝန်ဖြစ်သို့၎င်းအရှေ့အရှေ့မြောက်ဘက်သို့ဆက်လက်၍ရှားကအိန္ဒိယနိုင်ငံအတွင်းသို့ရောက်ရှိပြီးလာမည့်48နာရီတွင် လေဖိအားနည်းစေအဖြစ်သို့၎င်း အစင်းစင်ပြန်လဲအာရော့သွားနိုင်သည်ဟုခံမှန်းရပါသည်မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှုအဆိုပါအားကောင်းသောလေဖီအားနှင့်ရဝန်း၏အရှိန်ကြောင့်လကောင်းမုတ်တုံလေးအားလွန်ကောင်းမှုကြောင့်လကောင်းယနေ့မှစ၍ဇွန်လ6ရက်နေ့အတွင်းတပြည်လုံးတွင်နေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းကနေရာကွက်မိုးသေးထန်ခြင်းဒေသအလိုက်မိုးကြီးခြင်းလျှက်စီးလက်ခြင်းမိုးချိန်ခြင်း မိုးကြိုးပစ်ခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်